ကျွန်내တူတူ paragraph လေးတစ်ခုလောက်ရေးကြည့်ရအောင်ဒီတစ်ခါတစ်ချက်လို့ရေးမယ့် paragraph လေးရတော့ my favorite food ဖြစ်ပါတယ်ဒါဆိုကိုဒီစာပိုက်တစ်ပိုက်ဖြစ်အောင်ကောင်းကောင်းမတီးစောက်တက်သေးဘူးဆိုရင်တစ်ချက်ရေးထားတာလေးကိုနမူနာယူပြီးရင်ကိုကြိုက်တဲ့အကြောင်းအရာလေးတွေနဲ့ကိုရဲ့ ideas လေးတွေနဲ့ပေါင်းစပ်ပြီးရေးမယ်နော်ဆိုဒီ video လေးရရှိမှာတစ်ချက်တို့ part 1 video လေးရှိပါတယ်ဒါလေးကြည့်လာရဆိုရင်ပိုပြီးအဆင်ပြေပါတယ်ရှင့်ဆိုတစ်ချက်တို့ကိုကြိုက်တဲ့အစားအစာအကြောင်းမရေးခင်အရင်ဆုံးဒီအစားအစာရဲ့အမျိုးအစားပေါ့နော်တော်ဗေဒိတာကအစားအစာလေးလည်းဘယ်လိုမျိုးအမျိုးအစား ဲဆိုတာရေးဖို့လိုအပ်တယ်။အဲနောက်ထပ်တစ်ခုအနေနဲ့တချို့ပါဝင်ပစ္စည်းလေးတွေကိုစဉ်းစားကြပါ။အဲပြီးရင်ဗာလီနဲ့တွဲစားကြလဲ။ပြီးဗနဲ့ကျိန်လောက်ကိုစားပြစ်လဲ။ဘယ်နေရာမှာစားပြစ်လဲ။ပြီးတော့အဲ့ဒီအစားအစာရဲ့ပုံစံခွဲတွေတဲကမှအကျိုက်ဆုံးပုံစံရှိလား။ပြီးကိုဘလောက်ထိညံ့များ စားနိုင်လဲ။ဒါလေးတွေကိုအရင်ဆုံးလေးစဉ်းစားပေးပါရှင့်။စစပီးရင်ဒီချဲကလေဗီဒီယို part 1နဲ့မှာဒါရီကို sentence structure အနေနဲ့ပြောင်းပြီးတော့ဘလို့ရေးရလဲဆိုတာလေးကိုရှင်းပြထားတာလေးရှိပါတယ်အဲ့ဒါလေးရင်ကြည့်ကြည့်ပါနော်ဒီတစ်ခေါက်ကတော့ဒီချဲတို့ Like favorite little. food out of all the food sushi is definitely my favorite it is a japanese dish it's made with vinegared rice salt vegetables and a variety of ingredients such as salmon tuna crab or meat it is often served with pickled ginger wasabi and soy sauce i eat sushi at least once a month i usually have it delivered to my home sometimes i eat it at a japanese restaurant with my family my favorite type of sushi is California maki. When I'm hungry, I can eat up to five rolls. I always love to eat sushi. All right. အဲ့ဒီချက်ပြောသလိုအရှိမဗီဒီယို file လေးကြည့်လာတဲ့သူဆိုလို့ရှိရင်ပို့လွှဲတယ်နော်။ရှင်းကြိုက်တဲ့အစားအစာက sushi ဖြစ်တဲ့အတွက်ကြောင့်တခြား sushi နဲ့ပတ်သက်တာလေးတွေကိုရေးသွားတယ်ရှင်။ So out of all the food, sushi is definitely my favorite. It is a Japanese dish. So Japan is အစားအစာဟင်းလျာဖြစ်တယ်။ awesome. ပြီးရင်သူ့ရဲ့ပေါင်ပစ္စည်းလေးကိုတချို့ဒီလိုမျိုးလေးပတ်အတွဲလေးနဲ့သုံးလိုက်ပါတယ် it is made with vinegarized soft vegetable and a variety of ingredients such as tuna salmon crab or meat ဒါဆိုရင်အသားတွေငါးတွေဒါတွေသူ့ရဲ့ပေါင်ပစ္စည်းလေးတွေကိုဒီလို sandan structure နဲ့ရေးတယ်ပြီးတချို့နောက်ထပ်စဉ်းစားပြီးတော့တချို့ထည့်ရေးလို့ရတာလေးကကိုဘာနဲ့တွဲစားတယ်ဒါဆို it is often served with pickled ginger wasabi and soy sauce အချင်းဖောက်ထားတဲ့ဂျင်းလေးတွေ wasabi တွေ soy sauce တွေနဲ့တွဲစားတယ် ပြီးတော့ဘယ်နဲ့ချိန်လောက်စားလဲဆိုတာကိုဖော်ပြပေးနိုင်ဘူးအတွက် I eat sushi at least once a week တပတ်မှာတစ်ချိန်လောက်တော့အနည်းဆုံးစားတယ် I usually have it delivered to my home ဆိုတော့အများရန်အိမ်မှာ deliver မှာစားတယ် sometimes I eat it at a Japanese restaurant with my family မိသားစုနဲ့တူတူဂျပန်စားစာဆိုင်မှာလည်းသွားစားတယ်ဆိုတော့ကိုယ်ကြိုက်ဆုံးမျိုးစား so my favorite type of sushi is california maki when i am hungry i can eat up to 5 rolls ငါးလေးလောက်အထိစားနိုင်တယ် so i always love to eat sushi ချင်အမြဲတမ်းဆူချီစားရတာကြိုက်ပါတယ်ဒါဆိုဒီ paragraph လေးကိုကြည့်ခြင်းအပြင်ဒီချက်မှာ topic sentence လေးရှိတယ်ဥဆောင်ဝတ်ချက်တချက်ဒီဘာအစားအစာကိုကြိုက်ပါတယ်ဆိုတော့ဒီချက်စာကိုဖတ်တယ် reader ရှင်းရှင်းလင်းလင်းနားလည်သွားအောင်ဒီချက်ပထမအဦးဆုံး the first sentence မှာကတဲ့ကိုကရှင်းရှင်းလင်းလင်းရေးလိုက်ပါတယ်ရှင့် ကဲဒါဆိုဒီ sentence လေးကိုဖတ်လိုက်တာနဲ့ဒီချေဘာအစားအစာကိုကြိုက်လဲဆိုတာကိုသိသွားစေရမယ်။ဒါဒါမျိုးဒါဆိုကိုဒီ survive ကလေးတွေဖွဲ့စည်းတဲ့အခါမှာဟိုလှုပ်ဝက်စမ်းကြဲပြီးအဖြေကိုဖွက်ထားတာကြီးကတော့တမျိုးပေါ့နော်။အခုကိုကကိုကြိုက်တဲ့အစားအစာကဘာဖြစ်တယ်ဆိုတာကိုကိုစာကိုဖတ်တဲ့ readers တွေဒါသူရှင်းရှင်းလင်းလင်းနားလည်သွားအောင်ဒီချေတို့အနေနဲ့ရေးဖို့လိုတယ်ရှင့်။ဒါလေးကိုဒီချေတို့မှာခေါ်တဲ့နာမည်လေးရှိတယ်။ဥဆောင်ဝက်ကြောင့် English လို့ topic sentence ကိုခေါ်တယ်။ ဒါဆိုကိုလေကိုကြိုက်တဲ့အစားအစာလေးရေးတဲ့အခါမှာ topic sentence ကစရေးနော်။ ပြီး paragraph တဲမှာဘာလေးရေးရလဲမသိဘူးဆိုရင်အခုဒီ title နဲ့ပတ်သက်ပြီးတဲ့ expository ရေးသားရာတချို့တော့တုံးလို့ရတာလေးကသူရဲ့ဟင်းလေရအခုကြိုက်တဲ့အစားအစာရဲ့အမျိုးအစားလေးရဲ့ပါဝင်တဲ့ ingredients လေးတွေရဲ့ချေတို့ဘယ်လိုမျိုးလေးစားတယ်ဘယ်နှကြိမ်လောက်စားတယ်ဗမာစားတယ်ဘယ်လောက်ထိများများစားနိုင်တယ်ဘယ်လိုမျိုးစားကိုကြိုက်တယ်အစားရှိတဲ့ဖြင့်တချို့ပထမ brainstorming လုပ်ဖို့ပြောတယ်အဲ့ဒီအကြောင်းအရာလေးတွေကထည့်ရည်လို့ကောင်းတဲ့ရှင်းပြီးနောက်မှဒီချက်မှာ concluding sentence ဆိုတာလေးရှိသေးတယ် အော်ဒါလေးကိုတော့တချို့လို paragraph ကိုပြန်ပြီးတော့ပိတ်လိုက်တယ် concluding sentence လို့ခေါ်တယ်။အဲ့ဒီ sentence လေးဒါမပါရင်ဒီ paragraph ကပြီးသွားတာနဲ့မတူဘဲနဲ့တန်လိုင်းဖြစ်နေတာပေါ့နော်။ကဲဒါဆိုတချို့လို့ဒီမှာလေကိုက sushi ကိုအရင်ကြိုက်တယ် I only love to eat sushi ။အဲအဲ့ဒါလေးကိုကြိုက်တာ sushi ပါဆိုတော့ပို့ပြီးတော့သေချာသွားအောင်လို့နောက်ဆုံး sentence လေးမှာပြန်ပြီးတော့ပိတ်လိုက်ပါတယ်ရှင်။ ကဲဒါဆိုရင်ဒီချက်တို့ topic sentence တွေရှိတယ်နောက်ဆုံးဒါကိုပြန်ပြီးတော့ညီကုန်းချုပ်လိုက်တဲ့ concluding sentence တွေရှိတယ်အလင်းမှာ by information တွေထည့်လို့ရလဲဆိုဒီချက်ဆွမ်းနာတော့ brainstorming လုပ်ဖို့ပြောလိုက်တဲ့အကြောင်းအရာလေးတွေ အဲဒါလေးတွေကိုတချို့လိုအလေက supporting sentence တွေအနေနဲ့ထည့်ရေးလို့ရတယ်။ဒါဆို paragraph ရဲ့ frame လေးကအဲ့လိုသွားတယ်တချို့တစ်ခေါက်ပြန်ပြောပြမယ်နော်။ကိုဘာကိုကြိုက်ပါတယ်ဆိုတာရေးထားတယ် topic sentence ဥဆောင်ဝကြရှိတယ်။ဒါကိုပြန်ပြီးတော့ထောက်ပံ့ပေးနိုင်တယ်ပို့ပြီးတော့ဒါရှင်းလင်းပြောပြနိုင်တဲ့ဝကြတွေဖြစ်တယ်ဒီလိုမျိုးအချက်အလက်တွေကိုတချို့လို supporting sentence တွေမှာရေးလိုက်တယ်။အဲပြီးတော့အောက်ဆုံးမှာကိုကြိုက်တာဒါပါဆိုတာပို့ပြီးသေးကြသွားအောင်လို့ concluding sentence လေးနဲ့ပြန်ပိတ်လိုက်တယ်။ ဒါဆို paragraph လေးရဒါကြည့်ကြည့်လက်လက်လေးနဲ့ information စုံစုံလင်းလင်းပါတဲ့အမှတ်ပေးခြင်းစရာစာပိုက်ကလေးဖြစ်သွားတာပေါ့နော်ဒါဆိုဒီချေတို့အရှိမဗီဒီယို file sentence structure ဗီဒီယို file လေးကိုအရင်ကြည့်ပါအဲကြည့်ပြီးသားပြီဆိုရင်အခုဒီဗီဒီယို part 2လေးနဲ့အတူတူဒါကိုကိုရိုင်းလေးကိုကြိုက်တဲ့အစားအစာလေးကိုဒီချေရေးထားတာလေးကိုနမူနာယူဒီချေပြောတာလေးတွေကိုနားထောင်ပြီးတော့ switch to ပြုလုပ်ပြီးတော့ကိုကြိုက်တဲ့အစားအစာနဲ့ပတ်သက်တဲ့စာပိုက်ကလေးဖန်ပြီးကြည့်ပါရှင်